70ပြည့်သက်များမင်္ဂလာပါခင်ဗျာဒီတစ်ပတ်ကျွန်တော်တို့ဆွေးနွေးရမယ်အဲကျန်းမာရေးပညာပေးအကြောင်းအရာကတော့အဲပန်းနာရင်ကျက်ယောဂအကြောင်းပေါ့ပန်းနာရင်ကျက်ဆိုတာကတော့လူတွေတော်တော်များများအဖြစ်များတယ်အခုလိုအေးမြတဲ့ရာသီတွေမှာပို့ပြီးတော့လဲထလာတတ်တယ်ပေါ့ကျွန်တော်တို့ငဲငယ်တွေကဟိုးကျွန်တော်တို့စီးပညာအစတွေကလူတွေမှာပန်းနာရင်ကျက်ဆိုတာရှိခဲ့တယ်တချို့ကထင်နေတာကပန်းနာရင်ကျက်ကကူးဆက်တယ်လို့ကျွန်တော်ခုနကပဲမေးကြတာပေါ့ဒါကကူးဆက်တဲ့ယောဂမဟုတ်ပါဘူးဒါပေမဲ့ တော်တို့တိကြတိထားသလောက်ကမျိုးရိုးတော့လိုက်တယ်အဲ့တော့ကိုအမျိုးထဲမှာရှိနေတယ်ဆိုရင်ကိုလည်းပန်းနာရင်ချက်ဖြစ်နေတာပေါ့နောက်ပန်းနာရင်ချက်နဲ့တွဲပြီးဖြစ်တာကတော့နှင်းခုရဲ့နှာခေါင်ထိုက်ခတ်နာရဲ့ပန်းနာရင်ချက်ကသုံးခုကတွဲပြီးဖြစ်တတ်တယ်နှင်းခုလည်းရှိတယ်ထိုက်ခတ်နာလည်းရှိတယ်နှာခေါင်ပိတ်တာပေါ့နော်နောက်ကပန်းနာရင်ချက်လည်းရှိတယ်ဒီအဆုပ်သက်ရှူလမ်းကြောင်းနဲ့အဲ့လိုမျိုးကိုကျွန်တော်ယောဂတစုအနေနဲ့ဆေးပညာသတ်မှတ်ထားပါတယ်အဲ့ပန်းနာရင်ချက်လို့ခေါ်ရတဲ့အကြောင်းကအထူးသဖြင့်တော့အသက်ရှူလို့မဟုတ်ဘူးပေါ့ လက်ရှိလို့မဝအောင်ဆိုတော့လူကိုခန္ဓာမှာအဆုတ်နှစ်ဖက်ရှိတာပေါ့ဒီလိုမျိုးကျွန်တော်တို့ဟိုဘက်ဒီဘက်ဘယ်ညာအဆုတ်နှစ်ဖက်ရှိတယ်ဒီအဆုတ်နှစ်ဖက်ကဒီရှူပြုံကြီးကနှာခေါင်းနဲ့ရှူလိုက်တယ်ဒီရှူပြုံကြီးကျမှရောက်လာတယ်အဲ့ရနေမှာဘယ်ညာခွဲထွက်သွားတာပေါ့ပြုံကြီးကနေပြီးတော့အဆုတ်ထဲကိုရောက်တာပေါ့စုတ်ထဲကိုရောက်တော့မှဟိုးထိတ်ဆုံးပြားကိုရောက်လာတဲ့ခါကျဒီလေလေးတွေကဒီဥပမှာကျွန်တော်တို့လေအိတ်တိတိလေးတွေကိုဝင်ရတယ်အဲ့တော့မှအောက်ဆီဂျင်ကိုကျွန်တော်ကဒီသွေးထဲကိုစိတ်ထက်ပြီးတာပေါ့အဲ့တော့ကျွန်တော်ရှူရှိုက်လိုက်တဲ့လေကအဲ့ဒီကနေတောက်လျှောက်ဆင်းလာပြီးတော့အဆုတ်ထိတ်ဖြားနေရာမှာ လေတွေရောက်သွားပြီးတော့မှအောက်ဆီဂျင်တွေးရအောက်ဆီဂျင်ကတွေးတွေကိုစိတ်ဝင်သွားတော့မှလူတစ်ယောက်ဟာကျန်းမှာလန်းဆန်းတယ်အောက်ဆီဂျင်ပြီးတော့ပြန်ရှူထုတ်တဲ့ခါမှာဒီသွေးကြောလေးတွေကနေပဲကာဗွန်ကာဗွန်ဒိုင်အောက်ဆိုက်တွေထွက်ပြီးတော့အဆုတ်ကနေပြန်ထွက်သွားတယ်အဲ့တော့ရှူသွင်းတယ်ရှူထုတ်တယ်ပုံမှန်အားဖြင့်ကျွန်တော်တို့အသက်ရှူနေမှန်းအောင်ဘယ်လို့မှမသိပါဘူးဒါပေမဲ့ပန်းနာရင်ကျက်တဲ့လူနာမှာဒီလေပြုံကြီးတွေကကျင်းသွားတဲ့ခါကျတော့မနေ့ရှိုက်ရှူရတယ်ရွှီရွှီတဲ့ခါတဲ့ပြုံလေးတစ်ခုတည်းကိုလေမှုတ်သွင်းတယ်လို့ပေါ့ လေချွန်သံတွေထွက်လာရွှီရွှီနဲ့အဲ့ဒီအပြင်ကိုကျွန်တော်ကလူကလေဘင်းကြွက်သားကြီးရေခါလဲတောင်တင်းပြီးအတင်းရှိုက်ရှူပါတယ်ဒီမှာရှိတဲ့ရင်ဘတ်မှာရှိတဲ့နန်ယိုးကြကြွက်သားတွေပါလှုံနေရတယ်ခါကြီးကိုကုန်းနေဒါမှမဟုတ်ပန်းနာရင်ကြက်ကြတဲ့လူတွေကရှူနာရှိုက်ကုန်းဆိုပြီးတော့ပြောကြတယ်ရှူရလဲရှူရတယ်ရှူနာတယ်ရှိုက်ကုန်းတယ်ခါကြီးကကုန်းလာတယ်မောက်လာတယ်เนาะဒါပန်းနာရင်ကြက်ဝေဒနာခံစားရဘူးတဲ့လူတွေခါပန်းနာရင်ကြက်ဝေဒနာတွေကိုတွေ့ဘူးမြင်ဘူးပါကြပါလိမ့်မယ်နောက်တစ်ခုကပန်းနာရင်ကြက်ဟာ တချို့ကတော့ပန်းနိုင်ရင်ကြက်တခုကခုနကကူးဆက်တတ်တယ်တန်ငယ်နာလို့တချို့တွေကလည်းအမှတ်မှားတာပေါ့ပြောတန်ငယ်နာဆိုတာလည်းမဟုတ်ပါဘူးခုနပြောလို့မျိုးလိုက်နိုင်တယ်ပေါ့လေနောက်ခါဒီပန်းနိုင်ရင်ကြက်တခါဖြစ်ပြီဆိုရင်တသက်လုံးပျောက်ကင်းအောင်ကုစားလို့မရဘူးဆိုတာကိုလူတွေသိထားဖို့ကျွန်တော်ပြောချင်တယ်တချို့ကတော့ကြီးကန်းသာစားလိုက်လို့ရှိရင်ပန်းနိုင်ရင်ကြက်ပျောက်သွားတယ်နောက်တခါကျဘာဆေးလေးလိမ့်လိုက်တယ်မျိုးလိုက်တယ်ဗမာစီအမျိုးမျိုးပေါ်သူပြောရတာပန်းနိုင်ရင်ကြအမြင့်ဖြတ်စေပြီးတော့ပန်းနိုင်ရင်ကြကိုကျွန်တော်အမြင့်မဖြတ်နိုင်ပါဘူးပြီးတော့ပန်းနိုင်ရင်ကြ ဖြစ်ပြီဆိုလို့ရှိရင်အသက်ရှူကြီးကြက်နေတဲ့ကြောင့်ခြောင်သွားအောင်ကျွန်တော်ကုသရတယ်။အဲ့လိုခဏခဏခဏဖြစ်တာကိုကျွန်တော်တို့ကာကွယ်ထားရတယ်နောက်ထပ်မဖြစ်အောင်။အဲ့တော့ပန်းနာရင်ကြက်ကကုထုံးရပါလေဆိုလို့ရှိရင်တက်တောင်တက်တာနဲ့လူဘဝကိုအသက်တက်တန်းစီနေနိုင်အောင်ကျွန်တော်ထိန်းပေးတာ။ဒီယောဂါကိုပြောင်းကုတာမဟုတ်ဘူး။ပန်းနာရင်ကြက်ကိုအနောက်တိုင်းစီးပညာတော်ကောင်တိုင်းရင်စီးပညာတော်ဘေးစီးပညာကမှယနေ့ကာလမှာပျောက်ကင်းပြီးတော့ကိုခန်းနဲ့ထွက်သွားတယ်ဆိုရယ်ပျောက်ကင်းတာကုသနိုင်တဲ့အဲစီမီစီနီမရှိသေးပါဘူး။ အဲ့တော့ကျွန်တော်ပန်းနာရင်ချက်ကိုခုနပြောသလိုတက်နေတဲ့ချိန်မှာတက်တာသွားအောင်ရယ်နောင်ပြန်မဖြစ်အောင်ရယ်အဲ့ပန်းနာရင်ချက်ဘလို့အချိန်မှာထားလဲဆိုလို့ရှိရင်တော့အဖက်သဖြင့်ရှူရှိုက်တဲ့လေထဲမှာအမှုအမွားတွေကတက်မတည့်တာပေါ့ကိုနဲ့တက်မတည့်ဘူးအချို့ဆိုလို့ရှိရင်တရိတ်ဆန်အမွှေးလေးတွေပါလာတယ်ကြောင်မွေးထားတဲ့ကြောင်ကိုတက်ရင်နဲ့ပန်းနာရင်ချက်ထားဒီအမွှေးလေးရဲ့အနံ့နေဒီအမွှေးလေးရဲ့ရိုက်ခတ်မှုတွေနောက်တစ်ခါကျွန်တော်တို့ပန်းဝက်မှုန်လေးပေါ့နော်တချို့ပန်းလေးတွေပွင့်လာတဲ့အနာအဲ့ပန်းတွေပွင့်တဲ့အချိန်မှာကိုက ဆိုတော့တချို့ညာမွေးပန်းရှိတယ်ညမှာပူမွေးတယ်အဲ့ချိန်မှာတန်းထားရင်ချက်ထားပြီးပန်းကရှိတယ်ပန်းဝဲမုံလေးတွေကနှာခေါင်းထဲကိုရောက်လာတော့ဒါမှအိမ်အင်းနားမှာပန်းနေသိမ့်များနေပန်းထားရင်ချက်ထားနိုင်တယ်ဒါပန်းထားရင်နောက်ခါဆေးလိပ်အငွေတွေတချို့တွေနနွေးမိုင်းတိုက်တယ်ချင်းနေပြေးအောင်အဲ့ဒီဒီအငွေတွေနောက်အညော်နှံ့နေချင်းစည်းခွေတွေမော်တော်ကားတစ်စီးကရှေ့ကနေဖြတ်သွားတယ်မိကိုတဖို့ဖို့နဲ့ဖို့ဖို့ပြီးအဲ့ဒီမိကိုဖြတ်သွားနောက်မှလူကပန်းပန်းနာရင်ချက်ထပြီးကြံခဲ့တယ်ဒါပန်းနာရင်ချက်ကအစုတ်သေးကိုဝင်လာတဲ့အမုံမွားတွေဓာတ်မတည့်လို့ဖြစ်တာ ဲ့တော့ဒီ adaptive တဲ့သဘာဝကလူခုကနာဘာကြောင့်ဖြစ်လာလဲဆိုတာကျွန်တော်တို့ generate အထိရှာဖွေလို့မသိသေးဘူး။ဒါ adaptive လေဆိုတာကိုသိတယ်။ secret တောင်းရင်ပို့ပြီး selling မိကုံးငွေတွေကိုမိကိုတောက်တဲ့မိကုံးတောင်မဟုတ်သူများမိကုံးကိုထဲရောက်လာရင်အဲသူများအိမ်တွေမှာမိကုံးမိုင်းတိုက်နေတယ်။အဲ့ဒီမိကုံးရောက်လာရင်ကိုပန်းနိုင်ကြ။တခါလေကြရင်အိမ်တုပ်ဆေးတွေကြောင့်အိမ်မှာဆေးတစ်ခုတုပ်နေရဲဆိုသူအထဲကိုဝင်လို့မရတော့ဘူး။ဒီအနံ့ရလာတဲ့သူ့မှာပန်းနိုင်ကြထား။တော့အသက်ရှူတာကကုနာပြောတော့ဖားဖို့ကြီးလို့ခွီးခွီးမိအောင်ရှူရတယ်အင်မတန်ဟိုနေသူတို့ခင်ဗျာကြည်ရတာပင်ပန်းလှပါတယ် တော့ပန်းနာရင်ကြက်ဖြစ်စီတဲ့ပေါင်းစံကပိုးဟတ်တွေကြွက်ချီးတွေအိမ်မှာရှိနေရင်လည်းပန်းနာရင်ကြက်ထတယ်ကိုယ့်ရဲ့အိယခင်းတွေမတန့်လို့ဒီအမုံမွားတွေမှုတွေတွယ်နေတယ်ဆိုရှင်လည်းပန်းနာရင်ကြက်ထနိုင်တယ်တခါကြက်ဓာတ်မတည့်ဆိုတော့ကအိမ်မှာသုံးတဲ့တောက်ရီပေါ့တောက်ရီကပိုက်ကရေကပိုက်လာတယ်ဝီစီရလာတဲ့ပိုက်ကို PCB ပိုက်တွေနဲ့စုပ်တဲ့အခါမှာ PCB ဓာတ်မတည့်လို့ပန်းနာရင်ကြက်ထတဲ့လူတွေရှိတယ်တော့ပန်းနာရင်ကြက်ကဓာတ်မတည့်တာဆိုတော့အမျိုးမျိုးပဲတချို့ကြတော့ရှင်မောင်ရွက်စားလိုက်လို့ဝက်သားစားလိုက်လို့မြင့်စားလိုက်လို့ပုံစံစားလိုက်လို့ပန်းနာရင်ကြက်ထတယ် တော့အစားအသောက်ကိုလည်းထပ်နိုင်တယ်စိုးစေးပါတဲ့အစားအသောက်တွေဓာတုပစ္စည်းတွေကျွန်တော်တို့ပန်းနာရင်ချက်ကိုတတ်မတဲ့တာဒါတွေကလုံးကကျွန်တော်တို့ပြောတာဆရာောင်းနေပြောတာတော့မောင်းခလုတ်မောင်းဖြုတ်ပေးတာပေါ့တာမန်အားဖြင့်ကောင်းနေတဲ့အချိန်မှာဒီမောင်းခလုတ်ဖြုတ်လိုက်တာနဲ့ပန်းနာရင်ချက်ထားတယ်တချို့ကလေးတွေများလေ့ကျင့်ခန်းလုပ်လိုက်လို့ကလော့ပြောကပြေးလွာဆော့ကစားလိုက်လို့အဲ့ကစားလိုက်တဲ့ exercise ကပန်းနာရင်ချက်ကိုထားစေတယ်ခါလေဘောလုံးကရင်နဲ့ရုပ်တရက်ပန်းနာရင်ချက်ထရွှီ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 ဖြစ်သူစေးသွားပြန်ပေးမှုတ်ပြီးတော့တက်တာတော့မှပြန်ကစားရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါက ဒီလေ့ကျင့်ခန်းကိုယ်လေးလှုပ်ရှားလေ့ကျင့်ခန်းကြောင့်လည်းပန်းနာရင်ချက်ထနိုင်ပါသေးတယ်။ဟောအဲ့တော့ဖြစ်နိုင်နေရတော့အများကြီးပဲကျွန်တော်ခုနရွတ်ပြသလိုပေါ့နော်။အဲ့ဒါတွေမဖြစ်အောင်ဘယ်နဲ့ရှောင်ရမှာပေါ့။ဟောပန်းနာရင်ချက်ဖြစ်တဲ့အချိန်မှာကျွန်တော်ဘာလုပ်မှလဲပေါ့နော်။အဲ့တော့နံပါတ်၁ကဒီလူကိုကျွန်တော်ကနှလုံးခုန်သွေးခုန်နေအရင်မြန်နေပြီ။ဟုတ်ပြီစတာတစ်ခါကျစမ်းလို့မရတော့ဘူး။ချီရက်တီပြအေးဆက်တကူလား။နောက်ရှာရီပြာနှမ်းနေပြီအောက်ဆီဂျင်ငတ်တာကိုအောက်ဆီဂျင်မရှိတော့ခါကျအရေးကြီးကြပြီဆေးတွေမကတော့အောက်ဆီဂျင်မှကျွန်တော်ချိတ်ရတော့မယ်အောက်ဆီဂျင်တွေမှုတ်သွင်းရတော့မယ်အဲ့ အဲ့လိုအနေထားအဲ့ဆေးရုံတက်ရတဲ့အနေထားရှိရပန်းနာရင်ချက်ကတခါလေးကြာရင်ခဏတစ်ခွက်ပဲချက်တယ်နိုင်ရွက်တနိုင်လောက်နဲ့တက်တာဝါပြီးတော့ဆေးကုလိုက်တာနဲ့တချို့ကြတော့24နိုင်နဲ့မတက်တာတော့ဆေးရုံတက်ရတာတွေရှိတယ်ခုနပြောတဲ့နှခမ်းလေးပြန်နှမ်းနေတော့ဆေးရုံတက်ရမယ်တစ်ချိန်လုံးကဆိုလို့ရှိရင်တက္ကစီမောင်းသမားတယောက်ဟာအများရန်ပန်းပန်းနာရင်ချက်ထားနေတယ်သူခင်ဗျာမုတ်ဆေးဘူးတွေကိုနဲ့စောင်းထားတာပေါ့ဒီနေ့ကျတော့တက္ကစီကနေအိမ်ကိုပြန်လာတာရင်ချက်နေလို့လမ်းမှာလည်းမှုတ်လာတယ်မှုတ်ရင်းနဲ့သူခင်ဗျာနှခမ်းလေးပြန်လဲတော့အသက်မရှိနိုင်တော့လမ်းဘေးမှာသူမှိန်ရင်းနေပဲအဲ့ကားထဲမှာတက်ထွက်သွားတာကျွန်တော်တွေ့ခဲ့ဘူးလေ ဒါဆိုတာကပန်းတိုင်ချက်ကအသက်ကအရေးပေါ်အခြေအနေဖြစ်တဲ့အကြောင်းတွေကြုံလာနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခရီးဝေးသွားရင်လည်းဖြစ်ဖြစ်ဈေးဝါးတွေအစုံနဲ့သွားရတာမျိုးတွေရှိတယ်ခုနပြောလို့မပြောက်ဘူးဆိုတော့ကြောင့်တက်တာအောင်လုပ်တဲ့နည်းတွေရှိပါတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကတန်းတိုင်ရင်ချက်ဆိုလို့ရှိရင်အမိုင်တို့အကျော်စီးလွတ်တာပေါ့လေနော်အမိုင်တို့အကျော်စီးလွတ်လိုက်ရင်ပန်းတိုင်ချက်တက်တာပါတယ်နောက်ကတချို့ကြတော့လမောင်းကိုကျွန်တော်တို့ပြောတဲ့အဒရီနလင်ဆိုတဲ့ထိုးလေးကိုအရေပြားအောင်ထိုးလိုက်လို့ရှိရင်တက်တာပါတယ်လူနာအောင်အောင်မေးတယ် အကျိုးစီးနဲ့တက်တာလားအသားစီးနဲ့တက်တာလားဆိုလူနာတက်တာလားကျွန်တော်ထိုးပေးလိုက်တာအခုတော့ဒီစီးတော်တော်များများကိုကျွန်တော်မသုံးဘဲနဲ့ဟိုမှုတ်စီးတွေပေါ်လာတာပေါ့နော်မှုတ်စီးတွေဆိုတာကကျွန်တော်နှစ်မျိုးရှိပါတယ်ဟိုအပြာရောင်မှုတ်စီးကရုတ်တရက်ပန်းနာခြင်းကျက်တာကိုကျွန်တော်တို့ချက်ချင်းတက်တာသေးတယ်အစုတ်သေးဟိုကမှုတ်ထရတာမအောင်လဲဆိုပန်းနာခြင်းကျက်ခဲ့ဒါလေးမပြခင်ကျွန်တော်ဒီအယုတ်ကလေးပြပြမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒါတာမန်အစုတ်တစ်ခုရဲ့လေးပြုံးပါလေးပြုံးကျွန်တော်ကြည့်လိုက်လို့ရှိရင်ဒီလိုအပေါက်ရှိတယ်အပေါက်လေးကဒီမှာအလဲမှာရှိတယ် တော့ဒီမှာကျွန်တော်တို့အကုန်လုံးတစ်ခါကြချွဲသလိရှိနေရှိမှကြီးကကျေနေတယ်ပေါ့အဲ့လိုမျိုးဖြစ်နေကုနာဓမ္မတဲ့တဲ့ဟာရှူမိလိုက်တာနဲ့ဒီလိုမျိုးဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာပထမအဦးဆုံးဒီကုနာလေအိတ်ကလေးတွေကဖောင်းနေရတယ်ဒီမှာစပြီးကြုတ်လာတာလေကောင်းကောင်းမဝင်တော့ဘူးဝင်တော့ဒီမှာလည်းတလိတွေခဲလာတယ်ခဲလာတော့ဒီမှာသူ့ရဲ့ဒီကနေရှူတဲ့ပိုက်ပေါက်ကိုဒီလိုဖြတ်ကြည့်လိုက်မှဆိုလို့ရှိရင်ဒီဘက်ကကျေတယ်ဒီဘက်ကကျင်းသွားတယ်ဒီတဲ့မှာကကျင်းသွားတယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒါအရန်ကိုကျင်းသွားပြီဒီအဝါလေးကဒီကနေလေအဲ့ဒီကလေး ရှိုက်ရှိုက်ရှူနေရတဲ့အတွက်ကြောင့်လေသာရှူရှူထွက်တာပေါ့ဓမ္မဒီကမကဓမ္မတလိတ်တွေခဲသိပ်ခဲသိပ်နေခါကျခုနပြောတဲ့လေအိတ်လေးစရာကြုံကုန်ပြီခုနအောက်ဆီဂျင်တွဲမဲ့လေအိတ်ကခုနလိုဖောင်းဖောင်းကြီးနေမရှိတော့ဘူးဓမ္မဖောင်းဖောင်းနေရှိတယ်ဒီဘက်မှာကျွန်တော်ကြုံပြောပြောအဲ့ဒါကြောင့်ကျွန်တော်တို့ကလူပါအောက်ဆီဂျင်မရရင်လေငတ်လာတယ်လေငတ်လာတဲ့အခါမှာပြာနှမ်းလာတဲ့အောက်ဆီဂျင်မရှိတော့အသက်သေသွားနေတာပေါ့နော်အရေးကြီးတယ်ပေါ့နော်ဒါနှလုံးအစုပ်ရဲ့ပုံစံတစ်ခုကိုကျွန်တော်ခွဲပြထားတာပါဒီလေကဒီလိုတက်တက်ဝင်ပြီးလေအိတ်တွေအထိကျွန်တော်ရောက်ရမယ် လေကလေးတွေမှာခုနပြောတဲ့ပုံမှာပါတဲ့အတိုင်းပေါ့လေကလေးတွေကဖောင်းကားပြီးတော့အလုတ်လုံနေရမှာပုံမှန်တယ်အဲ့တော့ပန်းသာရင်ချက်ကိုမကုဘဲထားလိုက်လို့ရှိရင်နာတာရှည်လေပြုံတွေဒီလေပြုံတွေရောင်ရမ်းတယ် bronchitis လို့ခေါ်တာအဲ့ဒါဖြစ်လာအဲ့ဒီကနေမှအဆုတ်သေးကိုလေမရလို့ဒီအဆုတ်သားတွေကပွားဟာပြီးတော့ဖောင်းလာတယ်လေတွေနဲ့ပြီးတင်းတယ်လေတွေအထဲကိုဝင်နေပြန်ထုတ်လို့မရဘူးတဲ့မှာလေးတွေအဲ့တော့ဘူပေါင်းကြီးတစ်ခုတင်းထားသလိုအဆုတ်ကြီးတွေမှာပေါင်းပြီးတော့တင်းတယ်ပရင်းရအောင်အဆုတ်ကြီးကဖောင်းကားနေတယ်ပြန်ပြီးတော့မကြုံနိုင်ဘူး ုံအားနည်းလာအဲ့တော့အဆုတ်သားတွေနည်းလာတဲ့ခါကျဒါကျွန်တော်တို့ပြောတဲ့အဆုတ်ပွားတယ်ဆိုတဲ့ယောဂပေါ့အဆုတ်ပွားပိုင်းနာရင်ချက်ကြောင့်အဆုတ်လေးပြုံကြီးကြီးရောင်းနိုင်တယ်နောက်ခါအဆုတ်ပွားတယ်ယောဂအဆုတ်ပွားတာနဲ့အဆုတ်ထေးမှာဒီလိုနယံလေးမှာပါလေလာတဲ့ခါကျတော့ပောက်ထွက်သွားတယ်အဆုတ်ကပောက်ထွက်သွားပြီးတော့လေတွေကအပြင်ဘက်ကိုရှူးခွနဲ့ပန်းထွက်သွားတော့လေအဲ့လေတွေကသူ့ကိုပြန်ဖိတာပြန်ထွက်သွားတဲ့လေတွေအဲ့မှာအဆုတ်ကြီးကပြားကျက်သွားတယ်အဆုတ်ကြီးတခုပြားကျက်သွားပြီးဆိုအေးပေါ်ပဲ နော်ကျွန်တော်ညူမိုတော်ရစ်လို့ခေါ်တယ်ဆရာချက်ချင်းပဲစေုံတင်ပြီးတော့ကျွန်တော်တို့ဖောက်လာတာမျိုးတွေရှိတယ်ပေါ့နော်ပြီးတော့ပန်းနာရင်ကြက်ကက်ကုထုံးနေဟာတာမန်အဖြစ်တော့ဟိုတုန်းကကျွန်တော်တို့အကျော်စီသွင်းတယ်နောက်ပိုင်းမှာကျွန်တော်တို့ဒီဟိုဆေးထိုးတယ်အခုတော့နောက်ပိုင်းမှာမှုတ်ဆေးဟာအရန်ကိုချိရောက်တယ်ဘလို့ထိရောက်လဲဆိုလို့ရှိရင်ခုနပြောတဲ့ဟာတွေကသင့်သွားတာပေါ့ဒီကစုတ်သေးကလေးစိတ်သေးမှလေးပြုံလေးတွေကျင်းနေတာကိုတန်းပြီးတော့ဒီဆေးနဲ့ထိရပါသက်နဲ့တိတ်လိုက်တယ်တိပြီးတော့နောက်တစ်ခါတော့နှစ်ချက်လောက်ဖူးဖူးဆိုကျွန်တော်မှုတ်ထုတ်လိုက်တာပေါ့အဲထဲမှာ ဘယ်လိုမဟုတ်ထုံးလဲတော့ရှိုက်ပြီးတခါရှူလိုက်တော့ဒီလီဟာကျွန်တော်အစုတ်သေးကိုတက်ဒီကုနာလေးပြောင်းနေကိုတန်းပြီးထိတဲ့ခါချက်ချင်းပဲကြွတက်လာတယ်ဖောင်းကားတက်လာတယ်သူကအစုတ်ကိုကျဲချဲ့ကားတဲ့စီးတွေပါတာဟုတ်ရောဒါမျိုးတွေကျွန်တော်အမြဲဆောင်ထားရမယ်ဒါကရုတ်တရက်အရေးကြီးတဲ့ခါမှာပန်းအပြာရောင်တချို့တွေကဒါကိုအာပန်းစေးလို့လည်းခေါ်ကြရရှိတယ်တကယ်တော့အာတွေကိုပန်းတာမဟုတ်အစုတ်သေးကိုပန်းတာပါစုတ်သေးကိုဝင်အောင်ကျွန်တော်ထည့်ရမယ်ဒါကိုလည်းကျွန်တော်ဆီအောင်နေစီမှာတင်ထားလိုက်ရင်သိမ့်မခက်ပါဘူးအရန်ကိုပါဇက်ကိုလေလုံအောင်ပိတ်ပြီးတော့ ပထမဆုံးရှိုက်သွင်းလိုက်တယ်ပြီးတော့မှဖူဖူဆုံမလို့တဲ့ခနာလေးအသက်ကိုအောင်းထားတယ်ပြီးတော့မှပြန်ပြီးနှခေါင်းနဲ့ပြန်ထုတ်တယ်အဲ့လိုမျိုးမလုတ်တတ်လို့ရှိရင်ကျွန်တော်ကအထဲမှာဟိုရေတံပလင်းတပင်းကိုကျွန်တော်ကဗဇက်ကနေတိတ်ထားတယ်ဒီဘက်ကနေတစ်ဖက်ကိုဖောက်လိုက်ပြီးတော့အဲ့ပောက်ထဲကိုဒီမှာထိုးထည့်ပြီးတော့လေတန်းထည့်လွယ်ရအဲ့ဆိုကျွန်တော်ကတော့ရှော့ရှူနေုံပဲကလေးတင်ငယ်တွေဆိုကျွန်တော်ကဒါမလုတ်တတ်ဘူးလေအဲ့တော့ကလေးတွေကိုကျွန်တော်ကဂျာမျိုးပိုက်တစ်ခုကျွန်တော်ထည့်ပေးလိုက်တယ်အဲ့ထဲကိုမုတ်ထည့်ပေးလိုက်တယ်တခါမဟုတ်ရင်တော့အနည်းဆုံး free free ဆိုနှစ်ချိန်တော့မဟုတ်အောင်အဲအဲ့ဒါမျိုးကိုကျွန်တော်အဲ့လိုပေါ့ ဒါမျိုးကိုကျွန်တော်တို့အပြာရောင်နဲ့လာတာရှိတယ်အနီရောင်အညိုရောင်နဲ့လာတာရှိတယ်အပြာရောင်ကတော့ချက်ချင်းတက်တာပါတယ်အနီရောင်အညိုရောင်နောင်ကိုကျွန်တော်ပြန်မဖြစ်အောင်ထိန်းတာပေါ့စတီရိုက်ပါတဲ့ဆေးတွေပေါ့နော်ဒါတွေဟာကျွန်တော်ကောင်းကောင်းမွန်မွန်သုံးတတ်တယ်ဆိုလို့ရှိရင်ပန်းနာရင်ချက်ကိုချက်ချင်းတက်တာပါတယ်ဟိုအကျော်စီးထိုးတာလည်းမြန်နေဟိုတင်းတင်းလမောင်းမှာထိုးတဲ့ဆေးတွေလည်းမြန်နေအခုနောက်ပိုင်းရတောင်းအဲ့လိုမှမရတော့ဘူးနဲတယ်ဆိုရင်ကျွန်တော်က nebulizer ခေါ်လို့ခေါ်တဲ့ဆေးကမ်းမှာကျွန်တော်ဟိုမှာတင်ထားတဲ့ဆက်လေးရှိတယ်အဲ့အလေးကိုကျွန်တော်ကဆေးကိုဒီလိုထည့်ပြီးဖြော်တာပေါ့ တော့လေအမှုအားနဲ့ပူပူပူဆိုပိုက်လေးနဲ့ကျွန်တော်ဒီမှာအုပ်ပေးထားလိုက်တာနှာခေါင်းပေါ်မှာအုပ်ပေးထားလိုက်တာနဲ့တခါလေတောက်လျှောက်တက်ရှူနော်ဒီကောင်ကတောက်လျှောက်အဆုတ်ထဲကြီးဝင်သွားတယ်ဒီအပ pressure ပေးတယ်လို့ကျွန်တော်အဆုတ်ထဲကိုတန်းရောက်တယ်တန်းရောက်တယ်အဲ့ဒါနဲ့ကျွန်တော်ချက်ချင်းသက်သာသွားတော့အုပ်ပန်းနာရင်ကျက်ကကုထုံးနေရအဲ့လိုဖြစ်လာပါပြီအဲ့တော့တချို့အရင်တော့ကကုထုံးနေဖြစ်တဲ့ IV အပိုင်းတို့အကြောသေးထိုးတာနော်ဒါမျိုးတွေသိပ်ပြီးတော့ကျွန်တော်တို့ခက်မစားတော့ပါဘူးလေဒါအရေးကြီးတယ်လူတိုင်းလူတိုင်းပန်းနာရင်ကျက်သမားဆိုစောင့်ထားရမယ်အဲ့တော့ပန်းနာရင်ကျက်ကုထုံးနေအရေးပေါ်တဲ့အကြောင်းတွေကျွန်တော်ပြောပြီးတဲ့အခါကျတော့ ဘယ်လိုကာကွယ်မလဲပေါ့နော်အဓိကကဒီအမုံအမွှားတွေဓာတ်မတည့်တာတွေကိုကျွန်တော်ရှောင်ရတော့မှာပေါ့နော်ဓာတ်မတည့်တာတွေကိုဘာနဲ့မတည့်လဲစားတော့ကြောင်ဆိုတဲ့အစားတော့ကိုရှောင်မယ်ရှင်မောင်ရွက်ဝက်သားအာလူမြင့်ကျွန်တော်တွေ့နေကြတာတွေပေါ့ဒါအများစုတွေကပတ်နိုင်ကြထားတယ်မိုးလေးစားလိုက်လို့ထားတာလည်းရှိတယ်ပေါ့နော်ဒါအစားတော့ပိုင်းနောက်တစ်ခါကကျွန်တော်ကအငွေ့အသက်ပိုင်းအိမ်မှာရှိတဲ့အငွေ့အသက်တွေအကုန်လုံးတန့်စင်အောင်အညော်နဲ့နေခြင်စည်းခွေဒေါနာပန်းအိမ်ဖျားပန်းဒေါနာပန်းတင်လိုက်တယ်ပန်းနာရင်ကြက်တ အဲ့လိုအမုံမွားတွေဝတ်မပန်းဝဲမုံပေါ့နော်တရိษံတွေရဲ့အမွေးအမြင်အိမ်မှာတရိษံတွေဆိုကြွက်ချီးဘနောက်ပိုဟတ်ချီးအိမ်မြောင်ချီးဒါတွေကုန်လဲကိုယ်ပြန်ပြီးတော့ဘန္နာထစေတယ်အိမ်ထဲမှာတတိထားရမယ်ကိစ္စဒါတွေအကုန်လုံးတန်ရှင်းပြလိုက်ရမယ်ပြီးတော့တစ်ခုကကြမ်းခင်းကကျွန်တော်အစတုန်းက police တွေတုတ်ထားလို့ရှိနေရင်ဒါတွေကကိုယ်ဘန္နာထစေတယ်တချို့ဆိုအိမ်သုံးအိမ်သုံးဆေးတွေပေါ့အိမ်မှာတုတ်ထားတဲ့နေရာမှာတုတ်ထားတဲ့တချို့ plastic ဆေးတွေကလည်းဘန္နာရင်ချထားတယ်ဒါတွေလည်းကိုယ်ရွေးချယ်ပြီးတုတ်ရမယ်အဲ့တော့ တာမန်ကြမ်းခဲမှာဖြာလေးတစ်ချက်ခင်းအိတ်တာကသူ့အတွက်စိတ်ချရတယ်။နောက်တစ်ခါကျသူက latex ဆိုတာသရေနဲ့ဓာတ်မတည့်လို့ပန်းနိုင်ကြထားတဲ့လူလည်းရှိတယ်။အဲ့တော့ပတ်သရေတွေကိုလည်းရှောင်ရမှာလေပါတာပေါ့နော်။အဲ့တော့ပန်းနိုင်ချက်ကိုကာကွယ်နိုင်သလားဆိုတော့အဲ့လိုကြီးတယ်ကျွန်တော်တို့ကာကွယ်ရမယ်။ကိုယ့်ကိုယ်ကိုပတ်တန်းတင်ထားမှာဘာနဲ့မတည့်ဘူးလေ။နောက်တစ်ခါဒီတချို့ဟာတွေကြတော့ virus ပိုးတွေကြောင့်ဖြစ်ရင်ကျွန်တော် ကာကွယ်စေးထိုးထားတယ်။ဥပမာကကျွန်တော်ကအဆုတ်ဒါယောဂဖြစ်မဲ့မနမိုနီးယားကာကွယ်စေးထိုးထားရင်ပန်းနိုင်ချက်မဖြစ်တော့ဘူး။ တုတ်ကွေးကာကွယ်သေးထုတ်တိုင်းပတ်နိုင်ရက်ကိုညော့နေစီတယ်ပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ရှောင်ရှားမယ်ဆိုလို့ရှိရင်ပတ်နိုင်ရက်ကာကွယ်တကွေးတန်ရှင်းရေးကြီးရဲ့အေးဝါဝါအိပ်ရမယ်အစာဝါဝါစားရမယ်ဒါတွေလည်းပါပါတယ်တော့ပတ်နိုင်ရင်ကြက်ယောဂါဟာတက်တအောင်လုပ်နိုင်တဲ့ယောဂါတစ်ခုဖြစ်ပါတယ်ပျောက်ကင်းအောင်ကဘာပေါ်မှာလုပ်နိုင်လေးပါဘူးအဲ့တော့အမျိုးမျိုးအနည်းငယ်လိုက်တတ်ပါတယ်ခုဆက်တတ်တဲ့ယောဂါမဟုတ်ပါဘူးပတ်နိုင်ရင်ကြက်ကိုမကုပဲထားရင်တခြားပိုးတွေဝင်လာပြီးတော့အဆုတ်ရောင်နမူနီးယားဖြစ်လာနိုင်တယ် အဆုတ်ပီတနာဖြစ်လာနေတဲ့တီဘီရောဂါလိုလည်းကိုဝင်နိုင်တယ်ဒီတယ်မှာကအဆုတ်ပွာလာတယ်ပန်းနာရင်ကျက်ဟိုနာအဆုတ်လေပြွန်ကြီးရောင်လာတယ်နောက်ဆုံးအဆုတ်ပေါက်ထွက်သွားတယ်အထစ်အဆင့်အထစ်ရောင်ရှိနိုင်တဲ့အတွက်ကြောင့်ပန်းနာရင်ကျက်ဆိုလို့ရှိရင်အမြဲတမ်းဆင်ကျင်နေရမယ့်လက္ခဏာပြီးတော့ကို့မှာအသက်ငယ်ဈေးတွေစောင့်ထားရမယ်အနေထားခီးသွားတာအစားမှန်မှန်ကန်ကန်သုံးထပ်ဖို့ဆရာအောင်ကြောင်းနဲ့သင်ထားရမယ်ဒါဆိုရင်ပန်းနာရင်ကျက်ရှိနေပေမဲ့လေကိုယ့်ရဲ့ဘဝတသက်တာမှာကျမ်းမာစွာနဲ့နေနိုင်ပါချောင်း ျွန်တော်အတိပေးပြောကြရင်လည်းနေကုန်းချုပ်ပါတ